ကျွန်တော်ကိုတီကေတို့နဲ့စပြီးတော့စုံတဲ့အချိန်မှာလေကိုတီကေလို့ကျွန်တော်ကတော့ consume ကိုတခြားကောင်းကောင်းလေးဖြစ်ချင်တယ်ကိုတီကေကိုတီကေတို့ကိုကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အခုတော့ရှိတယ် consume လုပ်တဲ့အချိန်မှာကျွန်တော်လုံးဝမပြနဲ့ကျွန်တော်တကယ် surprise ဖြစ်ချင်တယ်ဒီနေ့ရှင်နဲ့ consume နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်သူတို့လည်းတကယ်မပြဘူးစနေနေ့နေ့ကျမှကျွန်တော်ကိုအတိုင်းတိုင်းပဲဖြစ်တယ်လို့ပြောပြီးခေါ်တဲ့အချိန်မှာအဝိဇ္ဇုံမြင်ပြီးမိုးရသည်ရောအရောက်မှဝှက်ထားတဲ့အချိန်မှာလုံးဝလူက surprise ဖြစ်သွား highlight တာပေါ့နော်အဲ့လိုမျိုးဖြစ်တော့ကွဲဒီ national costume ပြိုင်လေးရမှာဆိုလို့ရှိရင်အရန် pressure ဖြစ်သွားတာ costume ကတော့အရန်မိုက်နေပြီဒါပေမဲ့ကိုယ့်ရဲ့ performance ကမကောင်းလို့ရှိရင်ကျွန်တော်ကျွန်တော်အကြောင်းဒီ costume ကပော့သွားတယ်ပြတ်သွားတယ်ဆိုတာမျိုးဖြစ်သွားမှာလေဆိုတဲ့အခါကျတော့အဲ့ဒီ costume ပေါ်မှာကျွန်တော်အရန်စိတ်ကအရန်နစ်ပြီးတော့လုပ်ခဲ့ရတာပေါ့ကျွန်တော်ဘယ်လိုဖြစ်ဖြစ်ဟိုအာမင်တော့လည်းပြောမှာပေါ့နော် costume လေးကျွန်တော်ပေချာလေး လုပ်ပြပေးနိုင်တယ်ပေါ့ဟုတ် Gone from Sita one faint smile and his faintest fighter melted He loved with a dreamer's soul and a tender heart through the water was in his hand ဟုတ်ကဲ့ Miss Graham မြန်မာရဲ့ National Director ကိုမရန်ဆိုင်းနိုင်အောင်မရန်ဆိုင်းနိုင်အောင်ကြာတော့ကျွန်တော်တို့ကမြန်မာလေးခင်တော့လေဟိုအရင်ကကြာတော့ Miss Universe မြန်မာမှာ City Director ရေဆိုတော့မှာလာပြီးတော့ ိတ်လို့လာပြီးတော့ဝိုင်းပြရပါမယ်။အာပွင့်လောက်တဲ့ပုံစံကတော့အရင်ကောင်းပါတယ်။ကိုမရန်ဆိုင်တော့ကျွန်တော်ယုံပြီးလား။ဘာလို့လဲဆိုတော့ကိုမရန်ဆိုင်တော့အလုံးလုံးတဲ့ခါမှာစိစက်တွေပြင်ချတယ်။ဒီဟိုဒီ pageant ဖြစ်မှာလည်းဒီ passion ရှိခဲ့လို့ပေါ့နော်။အရင်တည်းကလည်းကိုမရန်ဆိုင်တော့ဒီမစ်ယူနီဘာမြကြီးနာကိုင်တော့လည်းတိုင်ကလေးရပါတော့တကယ်သူ့ရဲ့ဒီတပည့်သားသမီးတွေပေါ်မှာတကယ်ကိုဟိုတောက်ပြောင်လုပ်ပေးနိုင်တယ်လို့ဆိုတော့အခု Miss Grand မှာလည်းဒီအများကြီးလုပ်ပေးနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ အာအခုလေကွန်ပျူတာဆိုင်တော့အလုပ်နဲ့သက်သေပြရမှာပဲလေနော်ကျွန်တော်ပြင်တာပေါ့ဆိုတော့အများကြီးလုံနိုင်ပြီလို့ကျွန်တော်ယုံကြည်ထားပါတယ်အားရပါတယ်အားရပါတယ်ဟုတ်ပြန်မိုးနေလေနှားကြပါလေတော်တော်လေးတွေခုအချင်းမှနေလိုက်ရအောင်လေအာကျွန်တော်ကနရက်နေ့မှာဖူပင်းကပြန်ရောက်တာပေါ့နော်အာပြန်ဝေးပြီလို့ပေါ့အာပြန်ဝေးစပြန်နေရလေအာကျွန်တော်ဘက်ကတော့ကျွန်တော်အကောင်းဆုံးကျူးစမ်းပြီးပြင်ဆင်နေဆိုပြီးတော့ကျွန်တော်တိကျပြင်ဆင်သွားတယ်ဒါပေမဲ့ အာပြိုင်ပွဲဆိုတာကကျွန်တော်တို့ကအရှုံးနဲ့အနိုင်အမျိုးပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ result ကိုကျွန်တော်ကြည်ကြည်နက်နက်ကြည့်လက်ခံရမယ်လေဆိုတော့အာပြိုင်ပွဲပြိုင်နေကျွန်တော်ဘက်ကကျွန်တော်အကောင်းဆုံးလုပ်နိုင်ရတာအကုန်လုံးပြင်ရအောင်ကျွန်တော်အကောင်းဆုံးအကောင်းဆုံးလုပ်ပြခဲ့တယ်ဒါပေမဲ့ final result ကတော့ကျွန်တော် top 18တော့ဝင်ခဲ့ရေပေါ့နော်ဒါပေမဲ့ကျွန်တော်အများကြီးတစ်ချက်ပို့ပြီးတော့လုပ်ပြသေးတယ်ကြီးကအာကိုယ့်ကိုအားပေးနေရတဲ့လူတွေအတွက်ပေါ့နော် အစီပြိတ်ဟိုဟိုအပိနေတဲ့ကြည့်ရှုပေးနေတဲ့ဒီတငယ်ကြီးနေမိတ်ဆွေပေါင်းသင်းနေ fan စီအတွက်ကိုကအများကြီးလှုပ်ပြပေးချင်တာဒါမှမဟုတ်လေ top 8အထိမဲ့ဝင်ခဲ့တယ်ဆိုတော့လေဒါကတော့ level ကြီးဒီ result ကကျွန်တော်တို့လက်ခံရမယ့် result ဖြစ်တယ်နော်ဝင်ပြရေဆိုမှတော့အာဒါကတော့ငါအပြည့်စုံလို့ဒီလိုပါလို့ပြောလို့ရှိရင်ဒါကတော့မှားရကြမယ်လေနော်ဝင်ပြနေဆိုတော့ winner လို့ကျွန်တော်ပြိုင်တာပေါ့ဒါအမှန်တရားပဲလေနော်ဒါမှမဟုတ်လေကျွန်တော်ခုနကပြောသလိုပေါ့ကျွန်တော်တို့က အာဒီ reset ကိုလက်ခံနိုင်လို့ကျွန်တော်ပြေးပြိုင်တာဖြစ်ပြီးဆိုတော့ဘယ်ဘယ်လို reset မျိုးတွေရရကျွန်တော်ကတော့ဟိုအဆင်သင့်မြင်ဆင်းထားပြီးတော့ပေါ့။ commercial ကိုထပ်ပြိုင်တာကတော့ဒါဒုတိယအချက်ပေါ့။ဒါပေမဲ့ပွဲပြိုင်တာဆိုလို့ရှိရင်တော့ကျွန်တော်ရတတိယအချက်ရောက်ပေါ့နော်။ဟုတ်ပြီ။ပွဲမပြိုင်ရင်ကျွန်တော်ဒီလွန်ခဲ့တဲ့6လ6လ7လလောက်တည်းရပေါ့နော်။ကြူပြီးတော့ဒီ pageant free နဲ့ပတ်သက်ပြီးတော့လည်းအာကျွန်တော်ဟိုပါပေါ့။အာ KF မှာ KF ဆိုလို့ရှိရင် Philippines training camp တစ်ခုမှာကျွန်တော် training ဝင်ထားတာရှိရဲဆရာနဲ့ ပြီးတော့ဒီဟိုမှာအဘင်္ဂောက်ကဒီ sharp sharp ဆိုတဲ့ training မှာလည်းကျွန်တော်ဒီ pattern နဲ့ဒီဟိုပေါ့ဒီ passerella နဲ့ပတ်သက်ပြီးတော့ training ဝင်ထားတာရှိတယ်။အဲ့မှာကျတော့ပြီးတော့နောက်တစ်ခုကကျတော့ဒီကျွန်တော်အပြိုင်ပွဲသွားမေလို့ကျွန်တော်အပိုင်လုပ်ပြီးရခြင်းမှာပေါ့နော်။ဟိုဆရာကျော်စီကကျွန်တော်တို့ဒီ time မှာနေရဆရာကျော်စီကပေါ့နော်ဆရာကျော်စီကလည်း public speaking နဲ့ပတ်သက်ပြီးတော့ဒီစာလေး train ဖြစ်တယ်။အဲ့ဒီကလည်းအာကျွန်တော်ချင်းလက်လောက်တော့ရှိမှာကျွန်တော်ဒီစာလေး train ဖြစ်တယ်။ အဲ့လိုအသေးချာလေးကိုပြီးတော့နောက်တစ်ခုကကြတော့ဒီကွဲရဲ့ရှက်ကျူးတွေထွက်လာတဲ့အချိန်မှာကွဲမှာပါတဲ့ challenge အတိုင်းကိုတစ်ခုချင်းစီကိုကျွန်တော်သိစိတ်ပြင်ဆင်တာဥပမာ national costume national costume ဆိုလို့ရှိရင်တော့အာသူများနဲ့မတူတဲ့ဟာလေးတွေကျွန်တော်ခွဲထွက်ချင်တာအဲ့အတွက်ကြောင့်ဟိုဟာမှာ costume မှာဆိုလို့ရှိရင်ကျွန်တော်ကိုတီကီရိုးနဲ့စပြီးတော့စုံတဲ့အချိန်မှာလေကိုတီကီလို့ကျွန်တော်ကတော့ costume ကိုတူစားကောင်းကောင်းလေးဖြစ်ချင်တယ်ကိုတီကီကိုတီကီရိုးကိုကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကော်စတူမ်လုပ်တဲ့အချိန်မှာကျွန်တော်လုံးဝမပြနိုင် ကျွန်တော်လုံးဝမပြတ်နဲ့ကျွန်တော်တကယ် surprise ဖြစ်ချင်တယ်ဒီနေ့ဆီနဲ့ question နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်သူတို့လည်းတကယ်မပြတ်ဘူးဒါပေမဲ့လုံနေရင်လုံနေတယ်လို့ကျွန်တော်ကြည့်ချင်တာဗော question ဘယ်လိုလေးဖြစ်တယ်မလဲဗောနော်ကျွန်တော်ကြည့်ချင်တာဒါပေမဲ့ပြောက်တယ်ဆယ်နှစ်ရနေကြမှာဟိုဖိုတိုရှုမလုပ်ခင်ဒီ73ရနေကဖိုတိုရှုလုပ်တာဟုတ်ဆိုဆယ်နှစ်ရနေကြမှာကျွန်တော်ဟိုအတိုင်းတိုင်းပဲဖြစ်တယ်လုပ်နေပြီးခေါ်တဲ့အချိန်မှာအဝိဇ္ဇုံမမြင်ဘဲမိုးရသည်အယုတ်မှဝှက်ထားတဲ့အချိန်မှာ လုံးဝလူက surprise ဖြစ်သွား highlight တာပေါ့နော်အဲ့လိုမျိုးဖြစ်တော့အနေနဲ့73ရက်နေ့မှာလဲအာ policy လုပ်တယ်ဆိုတော့တကယ်ဝစ်ပြီးတော့ဈိုင်းလိုက်ရတဲ့ချိန်မှာလဲခန်းစားချက်ကလုံးဝမတူဘူးကိုယ့်ကိုယ်လည်းအရန် confidence ကိုရှိသွားတယ်အဲ့ဒီ national costume ကြောင့်ပေါ့နော်အာအရန်ယုံကြည်မှုရှိသွားတယ်ငါတော့ဒီ round မှာတော့ငါလုံးဝစုရအောင်ယူမယ်ငါစုရအောင်လုပ်မယ်ပေါ့ဆိုတော့အဲ့လိုလေတခုဖြစ်သွားတဲ့ချိန်မှာတကယ်တကယ်လဲဒီပွဲဒီ national costume ပြိုင်ရရမှာဆိုလို့ဆိုအရန် pressure ဖြစ်သွားတာ ဒါလုံးနိုင်ပါမလားဆိုတော့ costume ကတော့ရမ်းမိုက်နေပြီဒါပေမဲ့ကိုယ့်ရဲ့ performance ကမကောင်းလို့ရှိနေကျွန်တော်ကျွန်တော်အကြောင်းဒီ costume ကပေါ့သွားတယ်ပြက်သွားတယ်ဆိုတာမျိုးပြက်သွားမှလေးဆိုရင်အခါကျတော့အဲ့ဒီ costume ပေါ်မှာကျွန်တော်အရန်စိတ်တအရန်နစ်ပြီးတော့လုပ်ခဲ့ရတာပေါ့ဆိုတော့ဘလို့ဖြစ်ဖြစ်ဟိုအာမီတော့လည်းပြောမှာပေါ့နော် costume လေးကျွန်တော်ပြေချာလေးလုပ်ပြပေးနိုင်သေးတယ်ပေါ့ဟုတ် ျွန်တော်ကဒီပြိုင်ပွဲတော့ပြိုင်တာလေ့ရှင်းနေရတာတယောက်အနေနဲ့မဟုတ်ဘူးကွန်တက်ဆန့်တယောက်အနေနဲ့တော့ပြိုင်တာဒါပေမဲ့ဒီကွန်တက်ဆန့်တယောက်အနေနဲ့လေကျွန်တော်တို့က responsibility ရှိတယ်ပေါ့နော်ဆိုတော့ဒီတာဝန်ဒီငါဒီအကောင်းဆုံးလုပ်ပြပေးရမယ်ဆိုတဲ့တာဝန်ဒီကျွန်တော်မှဒီဘက်ထက်မှအပြည့်ထည့်ထားပြီးတော့အဲ့အတွက်ကြောင့်ပဲကျွန်တော်ဒီ costume နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တည်စိတ်ပြင်ဆင်တယ်ပြီးတော့ဥပမာဆိုပါဆိုကျွန်တော်တို့ဒီ fashion round ဆိုလို့ရှိရင်ဒီ fashion of the world ဆိုပြီးတော့မှဒီ round challenge အကြီးတစ်ခုပါတယ်ပေါ့နော်ပြီးတော့ red dot series ဆိုလို့ရှိရင် အသေးစိတ်ကိုပြင်ဆင်သွားတာဥမာဟိုဒီဇိုင်နာကိုရှာပြွားတို့အဲဆီဆိုလို့ရှိရင်ကိုတီကေတို့ကိုတန်းထိုက်တို့တေချာလေးတို့နဲ့တေချာအသေးစိတ်ကိုဆွေးနွေးပြီးတော့မှလုပ်သွားတာပေါ့နော်ဆိုတော့ဒီဟာတွေကပြိုင်ခွင့်စပြိုင်မယ်ဆိုတော့ဒီ represent တရားအနေနဲ့ကျွန်တော်တို့ကဒါတာဝန်ရရှိပြီးသားတာဝန်ဝတရားဆိုတာကျွန်တော်တို့မှာရှိပြီးသားအဲ့တော့ဟိုတာဝန်ကြီးလားမကြီးဘူးလားဆိုတာကဒါတော့တက်မှတ်ချင်ဆိုတက်မှတ်လို့ရပါလိမ့်ကျွန်တော်ကတော့တာဝန်ပြုဝါရှိရလို့ပဲကျွန်တော်ယူထားလို့ရပါတယ် a man as fierce as a firebait to his enemies. Yet as sweet as honey to the ones who loves Nadasa, the warrior with a tender heart, a hardened service. ဟုတ်ကဲ့ဒီလိုပဲပေါ့နော်ကွဲပြိုင်နေဆိုမှတော့ဟိုကိုကိုသဘောကျတဲ့လူလည်းရှိတယ်လို့သဘောမကျတဲ့လူလည်းရှိမယ်ဒါပေမဲ့ဘယ်လိုပဲပြောပြပြဘယ်လိုပဲပြောပြပေါ့နော်ဒီလူတွေအကြောင်းပဲကျွန်တော်အနေနဲ့ ာတဖန်ပြန်စူးစမ်းမယ်ဆိုတော့ဒီအသိစိတ်တွေဝင်လာတယ်။ပို့ပြီးတော့ငါပို့ပြီးတော့စူးစမ်းပြရမယ်၊လုပ်ပြရမယ်ဆိုရင်စိတ်တွေဝင်လာတာလေ။ကျွန်တော်ကိုပြီးတဲ့သူတို့ရဲ့တက်ရှင်ကြောင်းပေါ့။ကျွန်တော်ကိုသူတို့ရဲ့အာအားပေးစကားလို့ပြောမှာပေါ့နော်။သူတို့ဝေဖန်ပေးလိုက်တဲ့တုံ့တက်ပေးလိုက်တဲ့အရာကကျွန်တော်ကိုပို့ပြီးတော့မှ motivate ပို့ဖြစ်စေသွားတယ်ပေါ့နော်။ဟုတ်ပြီ။ဒီစစလို့ရှိရင်ပြောပါရမဥမာအထူးသဖြင့်ဒီ national costume နဲ့ပါပေါ့နော်ဒါသာရင်အခုဒီဒုတိယပဲလား Others <laughs> 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 He was also revered as a ten-headed warrior mask but who could ever deny အဲ့ဒီလိုပေါ့ဟိုကျွန်တော်တို့ဒီဒါသကိရိယာကြတော့ပုံမြင်ထဲမှာဆိုလို့ရှိရင်လည်းယာမရဲ့ဒုတိယလူပေါ့နော်မေတီတာရဲ့ချစ်ခြင်းကိုမခံရတဲ့လူတယောက်ပေါ့ဆိုတော့အခုတခါလဲစူးရတော့လေဒုတိယစုစုဒါတိုက်စံဖြစ်တော့တာပေါ့နော်ဆိုတော့ဒါသရဲ့အခုချိန်ဒီအခုချိန်ဒီဟိုဟာလာပေါ့နော်ဟိုဒုတိယမေလာပေါ့နော်ဆိုတော့တရှိဆိုကျွန်တော်ကိုစပြီးတော့ကောမက်လာမယ်ကြာဟိုရက် မျက်နှာဖုံးတာဟိုအရှာဆုံးမာရီယာပေါ့နော်မျက်နှာဖုံးတာဖြုတ်ပြမယ်ဆိုလို့ရှိရင်ပေါ့ဒါသားကိုရေးပါလေပေါ့ကျမကမီဒီယာပါရှိပြီဆိုပြီးလာပြောကြတယ်ကျွန်တော်တော့ပြောစပြီးတော့ပြောလိုက်ပါလေဘာလို့မီဒီယာဆိုလို့ရှိရင်လည်းကျွန်တော်မကြိုက်တော့ဘူးလားစိတ်နာလို့မူအွန်လိုင်းပြီအာစိတ်လို့ရှာမှုဘယ်လိုရှိလဲဆိုတော့ဒီ national costume ပြိုင်တဲ့နေ့မှာကျွန်တော်တို့ top 10 result ကိုရုံးခေါ်ခေါ်ထုတ်တယ်လေပြင်စင်တာကဆိုတော့ BNL လို့ခေါ်လိုက်တဲ့အချိန်မှာကျွန်တော်တို့က ်ပွေးလုတ်တဲ့နေရာကအရင် voice က echo ဖြစ်တဲ့အချိန်မှာကျွန်တော် BNL လို့ခေါ်လိုက်တာကိုသူတို့ဘက်ကအတန်ကြောင့် BNL ဆိုတော့မြန်မာလို့ကြားလိုက်တယ်ကျွန်တော်အဲ့တော့ BNL ခေါ်တဲ့အချိန်မှာမြန်မာထပ်တော့တော့မဟုတ်ဘူးမဟုတ်ဘူး BNL BNL ဆိုတော့ဆက်ကိုဆက်ကနေတော့ကိုပြောင်းဝင်သွားတော့ပြီးတော့နောက်ဆုံးခေါ်တဲ့အချိန်မှာမှကျွန်တော်မြန်မာဆိုပြီးတော့ခေါ်ရမှစိတ်ကနည်းနည်းလေးကြာတော့အလုံးကြာတော့ကျတော့ဒီ top 10ဆွေးမွေးနေ့မှာကြတော့ကျွန်တော်တို့က round ပြန်ရတာပထမတစ်ခုက beach wave ဒုတိယတစ်ခုကကြတော့ swimming round ဆိုတော့အဲ့မှာပြိုင်နေရင်းနဲ့အာအရှိမဒီ beach way မှာကျွန်တော်မပါဘူး top ten မှာဆိုတော့ swim way ရောမှာကျတော့နောက်ဆုံးမှာမှာကျွန်တော်ခေါ် top ten ဆိုပြန်နောက်ဆုံးခေါ်တဲ့အချိန်မှာသူကမယုံဘူးဆိုတော့ bn နဲ့မှာ bn နဲ့မှားနေလားပေါ့အာဘာလို့လဲဆိုတော့ဒီဟိုကနေဟိုကနေဆိုလို့ရှိရင်ဒီ body mind ဆိုလို့ရှိရင်ကျွန်တော်ထက်ပို့ပြီးတော့အရက်တည်းလေးပို့ရှိလေးလူလေးရှိရပြီးပို့လှရလေးလေးရှိရလေဆိုတော့ကိုဝင်မေလို့မထင်ထားတာ တော့ BNM မင်းခေါ်လာမသိဘူးလို့ဆိုမျက်စိကြီးလက်တွေပြရနေဆိုမဟုတ်ဘူးမဟုတ်ဘူးတဲ့မြန်မာလေးဆိုမှအဲ့ကကြာမှပြောပါလေပေါ့အလန်လေးတောင်းပြတော့အာကျွန်တော်ကအခုကဒီလာမယ့်ဒီခုနလပိုင်းမှာ Miss A မြန်မာဒီ2025ပြိုင်ပွဲကိုကျွန်တော်စပြီးတော့ကျင်းပတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ကို National Ranger အနေနဲ့မြင်ရမှာပါလို့အာကျွန်တော်တို့ဒီ Miss A မြန်မာကိုလည်းအခုလိုမျိုးပေါ့နော်ဒီအော်ကျွန်တော်တို့ဒီ City Alive ပြည်နေကိုစားပြု ဟိုအလားမီလေးနဲ့အသေးစားလေးပွဲကိုကောင်းကောင်းငင်းငင်းလေးလုပ်ဖို့တဲ့ကျွန်တော်တို့အများကြီးကြိုးစားပြင်ဆင်နေပါတယ်လို့ကျွန်တော်အားလုံးပြောချင်ပါတယ်ဟုတ်ပါဘူး